အားလုံးပဲမင်္ဂလာပါညကောင်းဆက်တဲ့နေဌာနမှာပြန်လဲကြိုဆိုလိုက်ပါရခင်ဗျာအခုတင်ဆက်ပေးမယ့်ရုပ်သံပြီးတော့မှလည်းရောလာရှုမျိုးမှာကတခိုးချဘိုးတွေအရန်ပေါ်တဲ့အကြောင်းကိုလာရှုနေထိုင်သူမှပြန်လဲပြောပြလာတဲ့ရုပ်သံပြီးခန်းလေးကိုပြန်လဲမျှဝေပေးလိုက်ပါရခင်ဗျာအားလုံးလည်းဒီခန်းလေးကိုဝင်ရောက်ကြည့်ရှုပြီးတော့လေးလာသုံးသက်ဝေဖန်ပေးခဲ့ကြပါဦးခင်ဗျာအားလုံးကိုလည်းကောင်းဆက်တဲ့နေဌာနမှာအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ အားလုံးလာရုချစ်သူတွေအားလုံးမင်္ဂလာပါဦး၂၈ရဲ့လီလာ၂၀25ပေါ့ဗျာလာရှုမှာပြန်လည်တိဆောက်ကြီးကာလာကြီးလုံနေကြတယ်မြန်မာနိုင်ငံရဲဖွဲ့တွေတပ်မတော်သားတွေကလာရှုမျိုးကိုလိုက်ပြီးတော့လုံလုံရင်းနဲ့ညဘက်မှာဆုံးလုံလုံနေတယ်လိုက်ပြီးတော့တခုတဝိယံကောင်ဝင်နေရတယ်ဆိုတော့သဘာဝကျလာစဉ်းစားကြည့် တိကျောက်နေပါဆိုကမှပြီးတော့ကုလူတွေပဲရှိတယ်ဗျာမြန်မာနိုင်ငံကိုချစ်တဲ့မြန်မာတွေဟိုနေဟိုနေလူတွေရှိတယ်ပြည်လားလူချစ်တဲ့လူတွေရှိတယ်အဲ့ဒီလူတွေကလိုက်ခူးနေတယ်ဆိုတော့ကိုယ်ဝက်ပြီးတော့ကွာဟိုနေမကောင်းမှုသူစိုက်တွေလုပ်နေဆိုတော့အဲ့ဒါတော့အဖြစ်သမားဖြစ်သွားပြီဗျာတော့ဒီကြတော့ဟိုအလုပ်လေးရှုပ်တယ်ဟာဟွန်းစပီကာကြီးလိုက်ရက်ွက်လိုက်လုပ်လိုက်အဲ့ဒီမှာရက်ွက်လိုက်လိုက်အော်ပြလာမိမိရဲ့ကိုယ်ပိုင်ပစ္စည်းမဟုတ်ပဲမိမိအိမ်မှာထားရှိပါခါ ခိုးဝက်တာပဲဖြစ်ဖြစ်တင်းထားတာပဲဖြစ်ဖြစ်ခနာပဲဖြစ်ဖြစ်ပေါ့ဗျာအဲ့ဒါမျိုးတွေကိုတင်းထားခိုးခိုးဝက်ထားတိုးဝက်ထားထိမ့်သိမ်းထားတယ်ဆိုလို့ချင်းလက်ခံထားတယ်ဆိုလို့ရှိလို့ချင်းရဲ့နောက်တစ်ချိန်လိုက်အိုနေမှာတခြားလူရဲ့ပစ္စည်းရှင်အမှန်ပေါ်လာခဲ့လို့ရှိရင်အဲ့ဒီတင်းထားခိုးဝက်ထားတဲ့လူတွေအဲ့ဒီအိမ်တွေကိုထိရောက်စွာအေးအေးယူဆောင်ရွက်မယ်ဆိုပြီးတော့လိုက်ရလေလိုအိမ်မှာလာရှုမှာပါပြလို့လဲဆိုတော့လေတခုတော့ဝတ်ရမ်းများတာကလင်ငယ်ချစ်ကောင်းနေရမ်းများတယ် ဟိုကောင်းတဲ့လူရဲ့ရှင်တော့အားလုံးပြောတာမဟုတ်ဘူးကျွန်တော်လေဟိုလာရှုသားလို့ပါပဲလာရှုသားပဲကျွန်တော်တို့တာဝန်ကြတော့1980ခုတွေကစပြီးတော့ရေးကင်းကာလာတွေကကျွန်တော်တို့ကအဲ့ဒီကိုလာရှုပြီးတော့တာဝန်ကြခဲ့တာပေါ့နော်အေးဒါကြောင့်မကောင်းဘူးဘလူကဘလူဇေယျဆိုတာအများကြီးလူလိမ့်နေကလင်ကြီးချစ်တယ်ရမ်းများလားအရာရာပါပဲပြပြပေါ့ဗျာဆော့ဆော့ပြတော့ကိုကိုရဲ့ဌာနဆိုင်ရာဆိုတဲ့ဌာနဆိုင်ရာမို့လို့အာနာရီခုရုံးနေလीအရန်လုပ်တဲ့လာရှု တရားစိတ်ပဲပေါ့ကွာကျွန်တော်တော်တော်စိတ်ကြကြတာဟိုတော့ခိုးတဲ့လူကအခုစိတ်ဖြစ်တော့လေခိုးတဲ့သူကအိမ်အောင်ပြူချောင်းခိုးတဲ့လူတွေရှိတယ်မတရားသူများပြစ်တီဆိုရင်မတရားကူမတရားကူကြတာကျွန်တော်ဟိုနေ့ပဲအာခင်ဗျာစစ်တပ်ပြစ်တယ်ဆိုတော့လူဟိုဟိုနေ့ဟိုတိုက်ပွဲဖြစ်နေကြမှာအစိုးရထွက်ပြေးသွားတယ်လို့မပြောနဲ့ရန်သူရဲ့နေမိဂျားထဲမှာနေပြီးတော့မှရန်သူရဲ့တရင်ကိုလေးလာကြည့်သေးတာလေးလာပြီးတော့မှထွက်ထွက်သွားတာ ကျွန်တော်ထွက်မဲ့အချိန်ထွက်ရမယ့်အချိန်ထွက်တော့မယ့်အချိန်မှာဆိုရင်တခြားလူတွေဆိုပြန်တော့လာနေရကျွန်တော်ကုလားပိုင်းမှာကျွန်တော်ထွက်လာတာမယုံမရှိနဲ့တော့ကုလားပိုင်းတိပါတယ်ကျွန်တော်တိတဲ့လူတွေများကြီးကျွန်တော်တိရကျွန်တော်လာရှုမှာမတိတဲ့လူမရှိတော့တော့ကျွန်တော်ရှိရတယ်အဲ့ဒါလေးလာတော့ကြာတာနော်မဖြစ်တင်တာတွေမဖြစ်အောင်လို့ကြိုတင်တတိပြရအခုဟိုကျွန်တော်လာရှုမှာဟိုပြန်လေ တီထောင်ကြီးကိစ္စတွေဆောင်ရွက်နေတဲ့ကျွန်တော်တို့ရဲ့ဟိုအရာရှိဒီစစ်တီတွေအောက်လင်းနေတာအပေါင်းအသင်းတွေပြောတာနော်ပြီးတော့ဝန်ထမ်းတွေအားလုံးကိုအဲ့တော့နည်းနည်းလေးတော့တတိတော်ထားကြထားပြီးကြပါထားပြီးကြပါဆိုတော့ဘာဖြစ်လို့လဲဆိုတော့ဘူးချိန်မှာကျွန်တော်တို့ရဲ့စကကရဲ့အုပ်ချုပ်မှုစစ်ကြောင်းကြီးကဝင်လာတဲ့ချိန်မှာသူတို့အလူတန်းတွေလုပ်လိမ့်မယ်ဗျာအဲ့ဒီအလူတန်းတွေလောက်ကလမ်းမတွေ့တယ်ဗျာကြီးစုရဲကျူစုပါတယ်ကြီးစုတင်တယ်1 and 1တာတယ် ဟိုကျွန်တော်ကြည့်နေတာပေါ့ကြည့်နေတော့ကိုတော့မေ့ကြတယ်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ရဲ့တပ်မတော်တာတွေဟူတကယ်ပြည်သူအစ်မှန်တွေကတကယ်အားလုံးကဝိုင်းချစ်ကြတာ။ချစ်ကြတဲ့အတွက်ဒါကတော့ကျွန်တော်တို့ပြန်လည်နေရာချတာတွေအတွက်ပြန်သွားတဲ့အဖွဲ့တွေခံစားရမှာပါ။အရင်ပြုံကောင်းတယ်နော်အရာမူလေးတို့ကောင်ဒါပေမဲ့တကူကနည်းနည်းအထိုင်ကျသွားရင်ကျွန်တော်တို့အရာရှိရနေရောစပြောအောက်ချီတီ အဲ့ဒီမှာဝင်ပြီးတော့လာလူကျင်တာတို့ပါလို့ဟိုဖျားတကလူလူပြီးသူချင်းတတိလူလူလောပန်းလူလူသူကပဲအာနာအာနာရီပဲရှိနေတဲ့လူတွေလူလူနဲ့အဲ့ဒီကောင်ကြီးဝင်လာလိမ့်မယ်ဝင်လာတော့လူကျင်တို့ပါတန်းကျင်တို့ပါဘောနော်အဲ့ဒါလာချိကလိမ့်မယ်အဲ့ဒီကောင်မတမာတဲ့လူများတယ်နော်နေရာတို့မဟုတ်ငွေရင်းနေမှုအဲ့ဒါတခုခုဒီကောင်ကြီးလာယူမှာလူကြီးသူကောင်ကြီးတော့စောင့်ထားတဲ့ကောင်ကြီးကိုတတိထားတယ် ကျော်လေးလူကြီးသူကောင်းဆောင်ငန်းဆောင်ဓာရီလိုင်းအုတ်ထုတ်မှုရရလာအုတ်ထုတ်မှုကခေါင်းဆောင်တွေကိုပေါင်းတယ်အောက်လက်ငယ်သားအခြေသားသဆဝင်တယ်ပေါင်းတယ်ပေါင်းပြီလို့ရှိရင်ဒီကောင်းတွေမဟုတ်မဟုတ်တာနဲ့ခုဆုံးတော့ဘယုတ်တုခါလို့ပုံမယ်ဘယုတ်တုခါလို့ပုံတကူငွေကုန်ကြီးကြခံပြီးဒီကောင်းတွေကိုကြီးလိုက်ရင်တကယ်လုံးပန်းလူလူအာမနဲ့မျိုးတက်မလို့ပဲအားပြီးထောက်ခံနေတလူလူဘုံတော့အဲ့ဒီကောင်းတွေအများကြီးလာတယ်ဗျအဲ့ဒါလေးကိုနည်းနည်းလေးရောဟိုနေ့မှတတိတော့ဒါပြီးစတာတွေကြီးဆရာကြီးလာတော့တာတော့မဟုတ်ဘူး အတွေ့အကြုံများကျွန်တော်ပြောပြတာပါကျွန်တော်လေးတစ်ချိန်ကသူများတွေကအဲ့ဒါအဲ့ဒါမျိုးတွေဝင်လာခံရတယ်ကောဒါမှကျွန်တော်လက်မခံဘူးကောကျွန်တော်ကလက်ဖိတ်တစ်ခုတော့မတောက်ဘူးသူများချက်အလကားလက်ဖိတ်တော့ခုရှာလဲကျွန်တော်စင်နာရှိမှကျွေးတာမရှိမကျွေးဘူးဘယ်ကောင်းမှမကျွေးဘူးဘာကောင်းချင်းနေပြန်လို့ဂလူးလည်းမဆိုင်ဘူးထဲလည်းမတွေ့ဘူးဘာဒီကားစီးလာဘာဒီစီးလာအဲ့ဒီကောင်တွေလာလိမ့်မယ်အဲ့ဒီကောင်တွေတတိထားလိုက်အဲ့ဒီကောင်တွေကကလင်ကကြီးကောင်များတယ်တကယ်အမှန်ကောင်နေတယ်နော် အကြောင်းနောက်ရဲ့ယာစွင်တွေကိုဒီကဝင်လာပြီးဆိုနောက်ပိုင်းယာစွင်တွေရွှေမျိုးအတိုင်းဝိုင်းယာစွင်တွေကိုလေးလာလိုက်လေးလာပြီးတော့မှအဲ့ဒီဥစ္စာကိုခေါင်းခေါင်းလက်တင်ခံဒီကောင်တွေလာလိုက်မယ်ဒီကောင်တွေကြီးကတ်တော့မှစီဝါရီသမားကြီးလာမယ်အဲ့ဒါမျိုးလို့တော့မတော်တော်ဘသမားကြီးအများကြီးဝင်လာမယ်ကျွန်တော်ကအဲ့ဒါတွေကိုလာပြီးတော့ကိုယ့်ရရှိအပေါင်းအသင်းတွေခန္ဓာတို့လာလို့ပြမယ့်အဖွဲ့တွေတရင်ကောင်းတွေတော့ကြားပါပြီနော်အဲ့လိုတရင်ကောင်းဆိုတာ ဟိုအခုတိုင်းပြန်လို့ရှင်ကျွန်တော်တို့ကတောင်ကြီးဘက်ကနော်ပြန်မှာလေတောင်ကြီးတို့တာရန်တို့ဘက်ကတော့ပြောက်ပြောက်ပြန်တော့ရန်စိတ်ကြီးကားကားရတယ်ဒီရန်ကြီးညာပေါ့နော်ဒီရန်ကြီးတော့ကျွန်တော်တို့ကအခုမန္တလေးပြည်ဦးလေနောင်ကျူကျောင်းမဲတီဘောလာစုအဲ့ဒီလမ်းတိုင်းဆိုရင်ကားကားပါညာရယ်ကုန်စည်ဆက်တာမှာလေအဲ့ဒါကြောင့်မို့ရှမ်းမြောက်လာစုဘက်ကိုပြန်မဲ့မျိုးတွေကိုတရင်ကောင်းနေကြလို့နော် အဲ့ဒီတရင်ကောင်းကိုပြောပြမယ်အားလုံးလည်းအားလုံးလည်းဝင်ရင်းပြလိုက်တော့ဝမ်းတောင်းလိုက်တော့နော်အခုဆိုလို့ရှိရင်ကျွန်တော်တို့စကကအစိုးရနေရောမှာစကကတော့တို့ကပလောင်နေပြီးတာတရုတ်ကလည်းပြီးတာပြီးတာပြီးတာတဲ့အချိန်မှာအခုလာကုန်ရက်ရှိကုန်နော်လေးလပိုင်းကုန်ရက်ရှိကိုနောက်ပြန်ဆုံမလားကိုမကူပဲပြန်သွားမလားဒါမှမဟုတ်အတိခံပြီးတော့တိုက်မလာနော်အဲ့ဒါမျိုးအချက်သုံးချက်နဲ့ပေါ့နော်ဟိုပြီးသားတယ်ပြီးသားတဲ့အချိန်ကျတော့ အခုဆိုလို့ရှိရင်ဒီနေ့တရင်ရတော့ကျွန်တော်ကျွန်တော်ကိုဖွဲ့ရှိတော့ကျွန်တော်လှမ်းရတာပေါ့နော်တရင်ရတာပေါ့တရင်ရကွာကျွန်တော်ကိုဆိုတာသူများတို့ပြောတာမဟုတ်ဘူးနော်ကျွန်တော်တောင်ကန်းက26တို့46တို့3ငါးနေတို့ဆိုတာကဟိုတမတို့ဟုတ်ကဲ့မဆာကကူအနေတို့ဆိုတာကျွန်တော်တို့တက်တယ်လေကျွန်တော်ရဲ့တငယ်ချင်းတွေရှိသေးဆရာကြီးရှိသေးကျွန်တော်တပည့်တွေကိုအများကြီးရှိသေးတယ်အဲ့ဒီကတရင်ရတာတော့အခုဆိုရင်ဘလောင်နေရဆိုလို့ရှိရင်သူတို့နေမျိုး စတင်ပြီးတော့ဆုတ်ခွာနေပါပြီ။ဆုတ်ခွာနေတော့အဲ့ဒီမှာဘလောင်နီပန်းနာတဲ့အကျဉ်းသားတွေကိုရှိတာပေါ့နော်။ဘလောင်နီပန်းနာတဲ့စစ်တုံပန်းတွေရှိတယ်။စစ်တုံပန်းတွေရဲ့အခြေအနေကတော့ကျွန်တော်တင်လာတော့ဒီကောင်းလေးဟိုအတုံးချပြီးတော့ခုလုံးလုံးပဲအတုံးချပြီးတော့နောက်ဆုတ်တဲ့အချိန်မှာခေါ်ပြီးတော့မှလှုပ်ပြီးမယ်နဲ့တူတယ်။အဲ့ဒီသဘောနဲ့တူတယ်ကျွန်တော်ကြည့်ရတော့။ဒါကျွန်တော်ထင်မြင်ယူဆတာကိုပြောတာနော်။อืมစပြီးတော့ဆုတ်ခွာနေပြီဆိုရင် တော့လာစုပြန်မဲ့ဘွဲ့တွေဟိုတင်းဦးလင်းနောင်ချိုကြောင်းမဲတီဘောလာစုဇီလေကုံကြဇီလေဇီလေချက်တာပါမယ်လीနော်အဲ့ဒါကြောင့်မို့ဘူးကျွန်တော်လာစုပြန်မဲ့ဘွဲ့တွေဝမ်းတာလိုက်ပါတော့ကျွန်တော်တရင်အစနာတော့ကက်လာပြီကျွန်တော်လမ်းမျောလောက်ကြည့်လိုက်တော့ဟိုတံမှုတော့ဆိုင်ရဲစတဲ့ကျွန်တော်ဆုတ်ကွာနေပြီတို့တော့တရင်ရတယ်အဲ့ဒါလေးလာပြောတာနော် အားလုံးပဲလာစုပြန်မဲဖွဲ့တော့ဒီလူဒီသားတက်မလို့ချစ်တဲ့သူတွေအားလုံးကျမ်းမှချမ်းသာကြပါစေလို့ကျွန်တော်ဆုတောင်းပေးလိုက်ပါတယ်နော်